BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာညချမ်းပါခင်ဗျာနိုဝင်ဘာလ12ရက်ဗုဒ္ဓဟူးညချမ်း BBC မြန်မာပိုင်းအစီအစဉ်လေးကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီဒီညနားဆင်ရမယ့်အထဲထိုင်းနယ်ပြစ်ခတ်မှုထပ်ဖြစ်ပြီးတဲ့နောက်အရသာသိဆုံးတန်ရမှုတွေရှိတယ်ဆိုပြီးကမ္ဘောဒီးယားဘက်က ပြောတဲ့အကြောင်းပြင်ဒီ section live လုပ်လိုက်လို့ရှိရင်ဒီနိုင်ငံသားယင်းနေမျိုးနံမောလာမယ်လာလို့ရှိရင်စီးပွားရေးကဘယ်လိုပဲဖြစ်အဆင်ပြေသွားမယ်အလုပ်ကန်ခွင်လန်းတယ်လည်းရလာအဲ့တော့ဘယ်လိုပဲဖြစ်ဒါကကောင်းတဲ့အချို့တရားတစ်ခုပဲ ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေလက်ရှိအခင်းချင်းကဘာတွေမျှော်လင့်နိုင်မလဲဆိုတာနဲ့ LNG ဓာတ်ငွေသင်္ဘောတိလဝါစိတ်ကမ်းရောက်နေပြီလို့သတင်းထွက်နေတဲ့အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညစီစဉ်ကိုကျွန်တော်ဘိုးဘိုးတင်ဆက်ပေးထားပါတယ်။မြန်မာပြည်မှာကြားဖြန့်ငွေလိမ်လုပ်ငန်းအကြီးအကျယ်လုပ်ကင်ခဲ့တဲ့တရုတ်တစ်ထည်ကြီးတယောက်ကိုထိုင်းကတရုတ်ဘက်ကိုလွှဲပြောင်းပေးလိုက်ပါတယ်။ မ္ဘောဒီးယားနိုင်ငံသားခံယူထားတဲ့တရုတ်ပြည်သားရှီခီကျန်းကိုတရုတ်ကရာဇဝတ်မှုနဲ့စစ်ဆေးတော့မှာဖြစ်ပါတယ်။သူကိုပြီးခဲ့တဲ့၃နှစ်ခရက်ကထိုင်းကျင်းတောင်မှာဖမ်းထားတာဖြစ်ပါတယ်။ကဘာတလွားကလူကုံကူခေါ်ဆောင်ထားတဲ့အလို့သမားတွေကိုအဓမ္မစေခိုင်းပြီးတော့ထိုင်းနယ်စပ်မြန်မာနယ်ထဲမှာသူကကာစီနိုမြို့တည်ပြီးအင်တာနက်လိမ်လည်မှုတွေလုပ်တယ်လို့သူကိုဆွဆွဲကြပါတယ်။ ဂီနေမီမှာဖွံ့ဖြိုးရေးတွေလှုပ်ခင်ကြောင်းမစ္စတာရှီက BBC ကိုပြောကြားခဲ့ပါတယ်။တခါထိုင်းနယ်ပြစ်ခတ်မှုတွေထပ်မံဖြစ်ပွားပြီးတဲ့နောက်ရဲသားတယောက်သေဆုံးပြီး၃ယောက်ထဏ်ရာကျောင်းကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောပါတယ်။ပြည်ရဲ့သဘောတူညီချက်ကို ထိုင်းဘက်ကဒီနေ့ကရက်ဆိုင်ခဲ့ပြီးတဲ့နောက်နယ်စပ်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်ကပြစ်တဲ့တဏီချပြီးတဲ့နောက်ထိုင်းဘက်ကသတိပေးတဲ့အနေနဲ့ပြစ်ခတ်ခဲ့ကြောင်းထိုင်းစစ်တပ်ကပြောပါရီကမ္ဘောဒီးယားကမြေမြုပ်မိုင်းအစ်စ်တွေချလို့ထိုင်းစစ်သားတွေထံရပါတယ်ဆိုပြီးထိုင်းဘက်ကဆွဆွဲခဲ့တယ်လို့တောင်းပန်ဖို့လည်းအရေးဆိုထားပါရီကမ္ဘောဒီးယားဘက်ကဒီဆွဆွဲချက်ကိုပယ်ချခဲ့ပါရီ ီကမ္ဘောဒီးယားလုံသား9000နေရာမှာမြန်မာပါဝင်၃နိုင်ငံကလုံသမားတွေကိုခန့်ဖို့စီစဉ်နေတယ်လို့လေထိုင်းလုံသမားဝန်ကြီးကပြောကြောင်းထိုင်းသတင်းတွေမှာဖော်ပြပါတယ်ကမ္ဘောဒီးယားနဲ့ထိုင်းအပြစ်ရဲ့သဘောတူညီချက်ကိုထိုင်းဆိုရကရက်ဆိုင်ခဲ့တယ်လို့သိနေချီတဲ့ကမ္ဘောဒီးယားလူ့သမားတွေကိုလည်းအလုလုခွင့်သက်တမ်းတိုးတာတွေရလိုက်ပါတယ်။လူ့သားပြည်လက်မှုမရှိအောင်မြန်မာ၊ဗီယက်နမ်နဲ့လာအိုသုံးနိုင်ငံက အလုသမားတွေကိုကမ္ဘောဒီးယားတွေလုတ်ခဲ့တဲ့စက်ယုံတွေမှာအစာထိုးဖို့စီစဉ်နေကြောင်းထိုင်းလူသမားဝန်ကြီးကပြောခဲ့တာဖြစ်ပါတယ်။ယက်စလမာဘက်တရားရုံးမှာ အင်ကာနိကပောက်ကွဲမှုဖြစ်ခဲ့ပြီးတဲ့နောက်အာဖဂန်နစ္စတန်ရဲ့ကိုအရေးယူတာတွေလုတ်မှာကိုခွင်းချံလို့မရကြောင်းပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ဒီတက်ခိုက်မှုတွေဟာအာဖဂန်ရဲ့နောက်ထပ်လာမယ့်ရန်စမှုတွေရဲ့အစလို့ယူဆသင့်ကြောင်းခဝါကျမိုဟာမက် အစစ်ကပြောချခဲ့ပါတယ်။ပါကစ္စတန်နဲ့အာဖဂန်ကြားဒီလာပိုင်းတွင်ဆက်ဆံရေးကတော်တော်ကြီးဆိုးရွားလာပါတယ်။စစ်သွေးကြွတွေကိုလက်ခံထားတဲ့ဆိုပြီးအာဖဂန်တာလီဘန်ကိုပါကစ္စတန်ကဆွဆွဲပါတယ်။ပါကစ္စတန်ကို တိုက်ခိုက်မှုတွေကိုအာဖဂန်နယ်စပ်ကနေအကွက်ချစီစဉ်နေတာဆိုပြီးဆွဆွဲတာဖြစ်ပါတယ်။ဒီဆွဆွဲမှုတွေကိုလည်းတာလီဘန်ဆိုရကပယ်ချခဲ့ပါတယ်။ လပိုင်မှာအနည်းဆုံးလူ25ယောက်သေဆုံးခဲ့သေးခဲ့တဲ့ဖောင်ဝန်တိုက်ဖုန်းမုန်တိုင်းကြီးထိုင်ဝမ်ကိုချင်းကပ်လာလို့လူထောင်ချီရွှေ့ပြောင်းပေးထားပါတယ်။ထိုင်ဝမ်ကျွန်းတောင်ပိုင်းကို နောက်နာယီပိုင်းတွင် မုန်တိုင်းဝင်ဖို့ရှိပါတယ်။မုန်တိုင်းအင်အားပြော့လာပေမဲ့ကျွန်းနေရာတချို့မှာမိုးကြီးကြေးရွာပြီးမြေပြိုတာရေကြီးတာတွေဖြစ်နေပါတယ်။ဖိလပိုင်မှာတော့ရှာဖွေကဲဆဲရေတွေလုံနေစေဖြစ်ပြီးနေရာအများပြားရေအောက်မှာရှိနေစေဖြစ်ပါတယ်။ ရှင်းပြည်နယ်ရဲ့ဝင်းပောက်ဖြစ်တဲ့တီးတိမ်မြို့နယ်ကတိုင်းငင်းရွာကိုစစ်တပ်ကပြန်ထိန်းချုပ်လိုက်တဲ့ဆိုပြီးချင်းညီနောင်အဖွဲ့ပြောခွင့်ရသူစလိုင်းရောမန်ကအတည်ပြုပြောကြပါတယ်တိုင်းငင်းဘက်ကိုကလေးဘက်ကစစ်ကြောင်းတစ်ကြောင်းနဲ့တီးတိမ်ဘက်ကစစ်ကြောင်းတစ်ကြောင်းတပြိုင်နက်ထိုးခဲ့တာလို့မြေပြင်ချက်လက်တီးရသိရပါတယ်စစ်တပ်ကစစ်ရေးရရေးကြီးတဲ့ကနေဒီတောင်နဲ့ဝေဘူးလကိုထိန်းချုပ်ထားပါတယ် အခုတော့စစ်တပ်စစ်ကြောင်းတွေက ဖလန့်ကိုဥတီနေတယ်လို့စလိုင်းရောမန်ကပြောပါတယ်လက်ရှိစစ်တပ်စစ်ကြောင်းတွေကဖလန့်မျိုးနဲ့တော်တော်နီးတဲ့နေရာကို ရောက်နေပြီလို့လည်းစစ်ရေးရင်းမြစ်ဒီစီကနေသိရပါတယ်ယူကောက်ပွဲပညာပေးရုပ်သံရိုက်ကူးရေးမှာဒါဇင်နဲ့ခြီးတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ဆောင်ရွက်ပေးကြောင်းစစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်ယူကောက်ပွဲဆလန်တိုမှာပါဝင်ဖို့ခေါ်တာကို အကြောင်းမပြန်လို့စစ်ဆေးခံရတဲ့ဖွေးဖွေးနဲ့အလင်းရံကိုလည်းဒီရိုက်ကူးရေးမှာ တွေ့ရပါတယ်။ဒီရိုက်ကူးရေးမှာပြည်တီဦးအင်ဒရာကျော်စင် ပိုင်တကွန်ခိုင်သိန်းကြီးနဲ့ဝင်းမုံရွှေကြီးစတဲ့နာမည်ကြီးနုပညာရှင်တွေပါဝင်ခဲ့ကြပါတယ်။ရွေးကောက်ပွဲအတွက်အနုပညာရှင်တွေပါနေတယ်လို့စစ်ကောင်ရှင်ကသတင်းထုတ်ပြန်တဲ့ချိန်မှာပဲရွေးကောက်ပွဲဝါရဖြန့်ရုပ်သံကို ဝေဖန်သူတွေကိုအွန်လိုင်းကနေ react လုပ်တဲ့ရုပ်ရှင်လောကသားတချို့ကိုဖန်ဆီးခဲ့ပါတယ်တော်ရရှိမြခင်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေလက်ရှိအခင်းချင်းကနေပါတီမျှော်လင့်လို့ရမလဲရွေးကောက်ပွဲလွန်မြမချက်တဲကိုဘယ်လောက်ထိဖြည့်ရှင်းနိုင်မယ်လို့တွက်ဆထားတယ်ဒီကြောင်းမနှင်းမှုပြောပြပေးပါမယ် စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကလက်ရှိမြန်မာနိုင်ငံရဲ့အကြက်တဲပြဿနာကိုဖြေရှင်းနိုင်မဲ့လမ်းစာတစ်ခုလို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကတွက်ဆထားကြပါတယ်။အာဏာသိမ်းကာလတလျှောက်လုံးအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာအားလုံးကိုတက်မတော်ကာကွယ်ဦးစီးချုပ်ကရယူထားရကနေအာဏာခွဲဝေကျင့်သုံးမဲ့ပုံစံတရက်ပေါ်ပေါက်လာမယ်လို့ပြည်သူ့ပါတီနဲ့ရှမ်းနေတိုင်းသားမြတ်ဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဋ္ဌဖြစ်သူတွေကပြောကြပါတယ်။အဲဒီကနေမှတဆင်စစ်ပောင်ကျဲနေတဲ့အခြေအနေကနေနိုင်ငံရေးမူပေါင်းကျဲလာအောင်ဆောင်ရွက်သွားရမယ်လို့ပြည်သူ့ ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကပြောပါရယ်။ဒါမှအချိန်နေမဟုတ်တဲ့အချိန်မှာတကယ်ကိုလွတ်လပ်ပွင့်လင်းတဲ့အချိန်နေမျိုးတစ်ခုကတော့ရောက်မလာနိုင်သေးဘူး။အဲ့တော့ဒီအချိန်နေတက်တော့အဆင့်တစ်ဆင့်တော့မြင့်တက်လာမယ်။ဆိုတော့သို့တော့အဲ့ဒီအချိန်နေရနေပြီးတော့ပိုပြီးကျယ်ဝန်းတဲ့ပိုကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကိုကျွန်တော်တို့ကဖန်တီးရ။ဆိုတော့အဲ့ဒါကဒီဆောင်ရွက်တဲ့သူတွေဥဆောင်တဲ့သူတွေရဲ့အမျှော်အမြင်နဲ့ဟိုပြောရင်တော့အုံနောက်ကြီးမှုနှလုံးသားကြီးမှုအပေါ်မှာမူတည်တယ်လို့မြင်ပါတယ်။ ရွေးကောက်ပွဲပြီးသွားရင်လှတ်တော်အခင်းချင်းကနေရတအစိုးရတရပေါ်ပေါက်လာမှာကိုယုံကြည်တယ်လို့ရှမ်းနယ်တိုင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကပြောပါတယ်လက်ရှိအကျက်တဲ့အားလုံးကိုမဖြေရှင်းနိုင်အောင်မှတချို့နိုင်ငံရေးပြဿနာတွေကိုပြေလည်သွားလိမ့်မယ်လို့ဦးဆိုင်အိုက်ပေါင်းကသူ့မျှော်လင့်ချက်ကိုအခုလိုပြောပါတယ်ဟိုဆန့်ရှင်နဲ့လည်းတပြေးပြေးနဲ့လစ်တော့လောက်သွားမယ်လို့ကျွန်တော်ယူဆတယ်ဒီဆန့်ရှင်လို့လစ်လောက်လိုက်လို့ရှိရင်ဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလာမယ် လာလို့ရှိရင်စီးပွားရေးကဘယ်လိုပဲဖြစ်တော့အဆင်ပြေတော့မယ်အလုပ်ကန်ခွင်လန်းတယ်လည်းရလာမယ်အဲ့တော့ဘယ်လိုပဲဖြစ်ဒါကကောင်းတဲ့အချိုးတရားတစ်ခုပဲတိတ်ချမှာပါဒီဒီ sanctional lift လို့မှာပါဆိုတော့ မြန်မာနိုင်ငံရေးမှာခေအဆက်ဆက်ရွေးကောက်ပွဲတွေနဲ့အာဏာသိမ်းမှုဖြစ်စဉ်တွေကအမြဲရှင်တွဲနေတာကိုတွေ့ရပါတယ်။ဒီလိုကိစ္စတွေကိုအဆုံးသတ်နိုင်ဖို့ဆိုရင်ရွေးကောက်ပွဲအလွန်ကာလကြာရင်အားလုံးများမှာနားလည်မှုတည်ဆောက်နိုင်ဖို့ကအရေးကြီးတယ်လို့ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဒေါ်တန်းတန်းနုကပြောပါတယ်။ပါတီဥက္ကဋ္ဌသုံးစလုံးကတော့ရွေးကောက်ပွဲကိုအပြောင်းအလဲဖြစ်လာမယ်လို့ယုံကြည်နေပါတယ်။ဒါပေမဲ့စစ်တပ်နဲ့ကြန့်ခိုင်ရေးပါတီအားကောင်းမဲ့လွှတ်တော်မှာတခြားဒီမိုကရက်တွေနဲ့အတိုက်ခံအင်အားစုတွေလွှတ်တော်ရင်းရောက်လာခဲ့ရင်တော့အဲ့ဒီအင်အား ကြီးအစုဖွဲ့နှစ်ရက်ကိုကြော်ဖြတ်ပြီးဥပဒေပြုရေးပြပပြင်းလုံနိုင်မှုစိန်ခေါ်မှုတွေရှိနိုင်တယ်လို့ရွေးကောက်ပွဲလေလာစောင့်ကြည့်သူတွေကသုံးသပ်ထားပါတယ်ရှင်။သတ်ရခင်ဗျာခင်ဗျာရန်ကုန်တိုင်းရဲ့လျှက်စစ်လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ LNG ဒဏ်ငွေသင်္ဘောကြီးရန်ကုန်တိလဝါစစ်ကမ်းကိုရောက်နေပြီလို့သတင်းတွေထွက်နေပါတယ်။ဒီသင်္ဘောကဓာအားတွေကိုဗန်နီယာတွေကိုဖြန့်ဖြူးပေးမှလဲကိုတန်းစင်ပြောပြပေးပါမယ်။ တဘာဝတငွေရေကနေလျှက်စစ်စွမ်းအင်ထုတ်ပေးနိုင်တဲ့ LNG သင်္ဘောကြီးရန်ကုန်မြို့တီလဝစိတ်ကန်းကနေဓာအားဖြန့်ဖြူးပေးတော့မှာဖြစ်ပြီးရန်ကုန်တိုင်းအတွင်းကဆက်မှုဇုံတွေကိုအ धिक ဓာအားဖြန့်ဖြူးသွားမှာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။လျှက်စစ်ဝန်ကြီးဌာနနဲ့ဆက်မှုဇုံကော်မတီတွေကတာဝန်ရှိသူတွေဟာရန်ကုန်တိုင်းအတွင်းကစက်ရုံအလုပ်ရုံလုပ်ငန်းရှင်တွေကိုလွန်ခဲ့တဲ့6လဝန်းကျင်ကနေကခေါ်ယူတွေ့ဆုံခဲ့တာရှိပြီး LNG သင်္ဘောစိုက်ကပ်ပြီးလျှက်စစ်ဓာအားဖြန့်ဖြူးတဲ့အခါအသုံးပြုမပြုစီရင်ကြိုတင်ကောက်ယူတာတွေရှိခဲ့တယ်လို့လုပ်ငန်းရှင်တွေကပြောကြပါတယ်။ဒါနဲ့ပတ်သက် ပြီးရွာသားကြီးစမှုဆောင်အတွင်းကလုပ်ငန်းရှင်တဦးပြောတာကလုပ်ငန်းရှင်6လားတော့အဲ့လိုမျိုးအဆိုပြုအချက်တွေထောက်ပြုံငင်းပြီးသူကလိုက်ပြီးတော့တောင်းတယ်တယုန်တဲ့ကိုစမ်းဘင်းကတော့တော့မှ900လား900လောက်ပြီးကျွန်တော်လည်းမေးပြေးပြေးနေပြီအဲ့အဲ့လိုအနှုံးသားနဲ့24နိုင်ပြီးပြေးပါပေါ့နော်ဒီ LNG ကဲဆက်ပေါ့အဲ့ဒီဟာကိုယူမလားမယူဘူးလားပေါ့တကယ်ယူမယ်လို့ဆိုပြလိုက်လို့ရှိရင်တော့ဘာမှကျွန်တော်တို့က ယူမယ်လို့ပဲပြောလိုက်ပြီးသွားပြီမယူဘူးဆိုလို့ရှိရင်တော့ဒီမယူရခြင်းရဲ့အကြောင်းရင်းကိုကျွန်တော်တို့ကသူတို့တင်ပြရတယ်အဲ့ဒီအဲ့လိုမျိုးမယူရခြင်းရဲ့အကြောင်းရင်းကိုစာနဲ့တင်ပြရတယ် လက်ရှိစက်ရုံအလုံးရုံတွေအနေနဲ့လျှက်စစ်မီတာကဟာတယူနစ်ကိုပြန်မြ၁၅၀ကျပ်ကနေ၅၀၀ကျပ်နှုန်းအထိရှိပြီးမီးပြတ်လို့မီးစက်နှိုးအလုံးလုံးရရင်တော့တယူနစ်ကိုကျပ်၁၀၀၀ကျော်လောက်ကုန်ကြတယ်လို့လုပ်ငန်းရှင်တွေကပြောကြပါတယ်။ဒါကြောင့် LNG သင်္ဘောကနေဓာတ်အဖြန့်ဖြူးပေးရင်ပေးဆောင်ရမယ့်နှုန်းဟာလက်ရှိပေးရတာထက်ပိုများနိုင်တဲ့အပေါ်လိုင်းတာယာစက်မှုဆောင်ကလုပ်ငန်းရှင်တို့ကအခုလိုရှင်းပြပါဗျာ။ကျွန်တော်တို့ရဲ့အကျိုးမြတ်တွေရော့သွားမှာပေါ့။နောက်တစ်ခုကထုံးလုံးကုန်ထုံးလုံးတဲ့ကုန်ပစ္စည်းတန်ဖိုးမှာကျွန်တော်တို့ဈေးတက်ယူရ ားမဲ့သဘောပဲဖြစ်သွားမှာပါဗျာအဲ့ဒီပုံမှာတော့လောလောဆယ်ကလည်းအလုပ်တရားဘာမှမရှိသလောက်ဖြစ်နေတဲ့အခြေအနေဆိုတော့အလုပ်ကရက်မဲ့အနေအထားမျိုးပဲဖြစ်သွားမယ်လို့တော့ထင်ပါတယ်လက်ရှိချိန်မှာတော့ရန်ကုန်တိုင်းလျှက်စစ်ကစစ်မှုဇုံတွေစီကိုတရက်ကိုလျှက်စစ်တအားည12နာရီကနေနောက်ရက်ညနေ6နာရီအထိ18နာရီပေးပြီး6နာရီမီးဖြတ်တယ်လို့လုပ်ငန်းရှင်တွေကပြောကြပါတယ် LNG သင်္ဘောရောက်ရှိမှုနဲ့လျှက်စစ်တအားဘလို့ဖြန့်ဖြူးပေးသွားမယ်ဆိုတာသိရဖို့ BBC အနေနဲ့လျှက်စစ်ဝန်ကြီးဌာနကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်ပြီးခဲ့တဲ့ ဲ့ NLD အစိုးရလက်ထက်2020ခုနှစ်ဇွန်လတုန်းကလည်းဟောင်ကောင် V Power Group ပိုင်ဓာတ်ငွေ့တင်သင်္ဘောကြီးဟာလျှက်စစ်စွမ်းအင်ထုတ်လုပ်ပေးဖို့တိလဝါစိတ်ကမ်းမှာပထမအကြိမ်လာရောက်စိုက်ကပ်ခဲ့ပြီးအဲ့ဒီသင်္ဘောကြီးဟာစိုက်ကပ်ပြီးတဲ့နောက်2023မတ်လကတိလဝါစိတ်ကမ်းကနေပြန်ထွက်ခွာသွားခဲ့တာပါခင်ဗျ။ တို့နဲ့ရှင်မြခင်ဗျာဗုဒ္ဓကာယကကြောင်းထိုင်ဆရာတော်တပါးရွှေဘုံမှာလက်နက်ကင်ဖွဲ့တစ်ခုကဖမ်းသွားပြီးတော့တပတ်ကြာတဲ့အထိပျောက်နေတယ်ဆိုပြီးဆရာတော်နဲ့နှိဆက်သူတွေကပြောပါတယ်ဆရာတော်ပါဝင်သုံးဦးကိုဘယ်ဖွဲ့တွေကဖမ်းသွားတယ်လဲမဆန္ဒဝင်းကပြောပြပေးပါမယ် အိန္ဒိယနိုင်ငံမှာသာသနာပြုပြီးရွှေဘုံမြို့ကိုခိတ္တပြန်လဲကြွားရောက်လာတဲ့ဆရာတော်ဒေါက်တာဝိတုတကိုဖမ်းဆီးထားရကနေပြန်လွှတ်ပေးဖို့ဗုဒ္ဓဂုံရေးသာသနာဆောင်ရှားရေးအဖွဲ့ကတောင်းဆိုပါတယ်။ဆရာတော်ဟာရွှေဘုံကနေရန်ကုန်ကိုအပြန်ကင်းပြားရွာနာမှာဖမ်းဆီးခံရတာလို့ဆရာတော်နဲ့နှိဇက်သူတွေကလူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ဆရာတော်ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပြီးနှိဇက်တဲ့ဒေသခံတယောက်ကအခုလိုဆိုပါတယ်။မလို့ကြလားဆိုအဲ့ဒါကဖမ်းတာဟုတ်တယ်တဲ့။ဘာကြောင့်မလဲဝါတဝါနဲ့သူက ဆက်ဆက်မှုရှိတယ်ဆိုပြီးတော့ဗောဝါတော့အစားကျွန်တော်တို့ကမ့်ဘလူအကြီးဆုံးပြူဦးရအကြံမို့သူ့ထိမ့်သိမ့်တယ်လို့ပြောတယ်ပြည့်သူ့ကိုလူဝဲလဲပြတာတော့မဟုတ်ဘူးသူ့တဲ့ပတ်စံသိမ့်သုံးတဲ့လူဟာကတော့မဟုတ်ပါဘူးလေဦးဝါတဝဟာစကိုင်းတိုင်းအတွင်းမှာစစ်တပ်ကိုထောက်ခံတဲ့တန်ငါတပါအဖြစ်လူသိများပါတယ်။အခုဖန်ဆီးခံထားရတဲ့ဆရာတော်ဒေါက်တာဝိတုတဟာဦးဝါတဝနဲ့ဆက်ဆက်တာမဟုတ်ဘဲရွှေဘိုကျောင်းမှာဖျားထီးတင်ဖို့လာရောက်တာဖြစ်တယ်လို့ဆရာတော်တပည့်ကပြောပါတယ်။ဆရာတော်ကရွှေဘိုမှာ ကျောင်းထောင်ထားပြီးပညာသင်ပေးနေတယ်လို့စစ်ရှောင်တွေကထမင်းကျွေးထားတာကြောင့်စစ်တပ်ထောက်ခံသူလို့နာမည်ကျော်ကြားခဲ့တာဖြစ်ကြောင်းဆရာတော်တပည့်ကမိန်ပါတယ်ဗုဒ္ဓဂါယာမှာရှိတဲ့မြမကျောင်းသားယဟန်တော်များရဲ့ဩဝါဒဆရာတော်ဖြစ်ပြီးအိန္ဒိယမှာအနေများလို့အခုဖန်ဆီးခံရခြင်းဆရာတော်အတွက်အသက်အန္တရာယ်စိုးရင်ရတယ်လို့ဆိုပါတယ်စစ်တပ်ထောက်ခံတဲ့ Channel Re မှာဆရာတော်နဲ့အတူပါတဲ့ကိုရင်ကြီးတပါးနဲ့အမျိုးသမီးတူဦးကိုခီးတဲ့တင်ကားဒဇင်ပေါ်ကနေ PDF တွေကဖန်ဆီးခေါ်ဆောင်သွားတယ်လို့ဖော်ပြကြပါတယ် ဆရာတော်ဖန်းစီခံရတယ်ဆိုတော့ကင်းပြားရွာဟာရွှေဘုံမြို့နယ်လေးမိုင်ကျော်အကွာမှာရှိပါတယ်။အဲ့ဒီလမ်းတွေမှာစစ်တပ်ရော PDF gate တွေပါရှိလို့စစ်ဆေးမှုတွေ ရှိပြီးမတင်ကသူတွေကိုအချက်အလက်အရတွေးရှိရင်ဖန်းစီအေးအေးယူရာတွေရှိတယ်လို့ဒေသကာကွယ်ရေးအဖွဲ့နဲ့နှိစက်သူရွှေဘိုဒေသခံတယောက်ကပြောပါရယ်ပြကြခိုင်မာတဲ့တင်းကျက်လက်များရယ်ဘာမှမလုပ်ဘူးရယ်ဒီလိုဟိုဟာတော်တော်ကဒီဟာဒီစကားစားရဲ့ဒေါက်တိုင်ပေါ့နော်ဒီပုဂ္ဂိုလ်တူက 他刚才导弹，没敢那没敢在，现在在追着在前那一五的呀，也加番二百呀，物的呀，也有上个加的企业。个不够啊，比比，这个啥也导弹呢，导弹就流行，反你也有别别个不呢？ တက်တာတော့ဘာလို့ညာတော့ဒီမှာဘာမှမရှိရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမှတ်78ခွဲမှုဗိုလ်ကြားကြီးကတော့အဲ့ဒီခီးသည်တင်ကားပေါ်ကနေတန်ကားဝစ်စုံနဲ့ဖန်စီထိန်သိမ်းတာမရှိဘူးလို့ BBC ကိုပြောပါတယ်ဒါကြောင့်လက်ရှိမှာဆရာတော်ကိုဘယ်အဖွဲ့ကဖန်စီခေါ်ဆောင်သွားတာလဲဆိုတာကိုအတိပြုနိုင်မှု BBC ကဆက်လက်စူးစမ်းနေဆဲဖြစ်ပါတယ်ရှင် ဗုဒ္ဓဉာဏ် BBC မြန်မာပိုင်းအစီအစဉ်တွေတင်ပြီးဆုံးပါပြီ BBC ကနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ် BBC သောတာရှင်များနဲ့တကွာမြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှဖျားအေးချမ်းပြီးဘေးပရာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။